ဓမ္မချစ်ခင်သူတော်စင်များအတွက်ဒီကနေ့မှာတော့ဓမ္မကပြလေးတစ်ပုဒ်ကိုဥစဉ်ပြောပြမျှဝေပေးပါမယ်။ဒီဓမ္မကပြလေးဟာဥစဉ်တစ်ချိန်ကညပွဲတရားပွဲတချို့မှာထည့်သွင်းပြီးတော့ဟောကြားဖို့တဲ့ဓမ္မကပြလေးပါ။ဥစဉ်ရဲ့မဆုဒါကပြတွေစာတွေရေးမှတ်ထားတဲ့မဆုကို ြန်ပြီးတော့ကြည့်မိတဲ့အခါမှာဒီကြပြလေးကိုသွားတွေ့တော့ဩဒီကြပြလေးဟာတစ်ချိန်လုံးကတချို့တရားပွဲတွေမှာထဲသွင်းပြီးတော့ဟောကြားဘူးတဲ့အမတမကြိုက်နေတတ်တဲ့ဓမ္မကြပြလေးပဲဒါလေးကိုပြန်တွေ့တော့ဦးစင်းရဲ့ YouTube က YouTube မှာတရားနာယူနေကြတဲ့ဓမ္မချစ်ခင်သူတော်စင်များအတွက်လည်းဒါလေးကိုမျှဝေပေးရကောင်းပါပဲမတိတိတဲ့သူတွေမကြဘူးတိတဲ့သူတွေအတွက် ပြန်ပြီးတော့မြဝေပေးရကောင်းပါပဲဆိုတဲ့စိတ်ကူးနဲ့ဒါဒီကဗျာလေးကိုမြဝေပေးဖြစ်တာပဲဖြစ်ပါတယ်ဒီကဗျာလေးဟာအနှစ်သာရပါပါတယ်မှတ်သားစရာလည်းကောင်းပါတယ်ဓမ္မချစ်ကင်းသူတော်စင်များတေချာလေးနားထောင်မှတ်သားကြည့်ပါရိခာအတွက်သိခာတော်အပြတ်မခံလူတလွားမှလည်းမှုသားရှာတက္ကဖုံပြုံးပန်းမပန်း နှလုံးခါနဲ့လည်းအကောက်မကျန်ဖောက်ပြန်တဲ့လမ်းကိုလည်းမလျှောက်ဘဝတရည်တပွက်မှာအလမပါလို့အနေခတ်ပင်မဲ့ခဏတာအတည်ပြတ်မှာတော့တီမာထက်ကြောင်းကြပြလေးကတော့ဒါပါပဲကြပြလေးကတူပါတယ်သို့တော်လည်းပဲအနစ်တာရပါတယ်ပေါ့ရည်ထားတဲ့သူကဥစဉ်တာမှတ်ထား ှတ်သားထားတာကတော့မြေလက်မောင်မြစ်သူလို့ဒီလိုမှတ်သားထားတယ်ပေါ့အနိတာရပါတယ်ဆိုတာကဒီကဗျာရဲ့အတိတ်ပေကိုဒါတိမှလည်းပဲအနိတာရတကယ်ပါမပါဆိုတာကိုတိမယ်ပေါ့တချို့ကကဗျာတော့ဖတ်လိုက်တယ်ကာယံတို့နဗီတို့နဲ့ရေးထားလို့ ဖတ်ကောင်းလို့သာဖတ်လိုက်တာဟာကြပြလေးကကောင်းနေစုပြီးတော့ဒီလိုအပေါ်ရန်လောက်ပဲဖတ်တဲ့သူလည်းရှိတယ်ပေါ့တချို့ကြပြတွေကြတော့ဒါအနှစ်သာရတွေပါတယ်ကိုကအနှစ်သာရကိုဖော်ထုတ်တတ်ရင်ဖော်ထုတ်တတ်တယ်လို့အနှစ်သာရရှိတဲ့ကြပြတွေလည်းရှိတယ်ပေါ့အခုဒီကြပြလေးနဲ့ပတ်သက်ပြီးတော့ဥစဉ်ဒါအနှစ်သာရအနေငယ်ကိုထုတ်ပြပေးပါမယ် ရိတ်ခါအတွက်တိတ်ခါတော့အပြတ်မခံတဲ့သူကဘာပြောတာလဲဆိုတော့ရိတ်ခါဆိုတာဒါစာဝတ်နေရေးကိုရိတ်ခါလို့ပြောတာပဲတိတ်ခါဆိုတာဥစဉ်တို့ဓမ္မချစ်ခင်သူတော်စင်များကြားဘူးကြလိမ့်မယ်တိတ်ခါ၃ပါးတိလတိတ်ခါတမာတိတိတ်ခါပညာတိတ်ခါပေါ့အဲ့တော့တိတ်ခါ၃ပါးရှိပင်ရှိညာတော့လည်းပဲဒီမှာအဓိကပြောချင်တာကတော့တိလတိတ်ခါပေါ့ ရိတ်ခါအတွက်တိတ်ခါတော့အပြတ်မခံဆိုတာကစာဝတ်နေရေးအတွက်ကုကျင့်တရားတော့အပြတ်မခံဘူးလို့ဒါကိုပြောတာပါကုကျင့်သီလမရှိရင်သီလတိတ်ခါမှမရှိရင်တမာတိတိတ်ခါလည်းဖြစ်လာစရာအကြောင်းမရှိဘူးပေါ့ပညာတိတ်ခါဆိုတာကတော့ပို့လို့ဝေးတယ်ပေါ့စာဝတ်နေရေးအတွက်ကုကျင့်တရားအပြတ်မခံဘူးလို့ပြောတာ ဒါသူတော်ကောင်းများရဲ့လမ်းစဉ်ပါပဲတကယ်သူတော်ကောင်းတွေဟာစာဝတ်နေရေးအတွက်ဘယ်တော့မှကိုကျင့်တရားကိုအပြတ်မခံပါဘူးတဲ့ရိခါအတွက်တိတ်ခါတော့အပြတ်မခံရိခါဆိုတာစာဝတ်နေရေးအတွက်အဲ့ဒီစာဝတ်နေရေးအတွက်တိတ်ခါတော့အပြတ်မခံဆိုတာသီလတိတ်ခါကိုကျင့်တရားဒါလူတို့ခါဝတ်ပစိုးလို့မြင်ရမယ်ငါးပါးသီလရှိတယ်ပေါ့ အဲ့ဒီ၅ဘာတီလကိုအပြတ်မခံဘူးလို့ဒါပြောတာပါပဲကိုချင်းတရားအပြတ်မခံဘူးပေါ့တခါကြီးတယောက်ကဥစဉ်ကိုပြောဘူးတဲ့ဥစဉ်ရဲ့ဒါဆုံးခန့်ကြွခဲ့တဲ့ဆုံးခန့်အိမ်ကတခါကြီးပေါ့ကိုရဲ့ဒါတင်ငန်းဆုံးကြောင်းစီပစ္စည်း၄ပါးတခါလို့ပြောရင်လည်းပဲဒါမမပါဘူးအဲ့ဒီတခါကြီး။ तू ကဘာပြောလို့ဆိုတော့တပည့်တော်ကတဲ့ ဒါဥစဉ်နဲ့စပြီးတော့တိကျွမ်းရင်နေတဲ့အချိန်ကသူပြောတာပါတပည့်တော်ကတဲ့ငါဘာတီလမှာဗျာတဲ့နှစ်ပါးကတော့မလုံဘူးအဲ့တော့ဥစဉ်ကမလုံလို့ရှိရင်တကကြီးရဲ့လုံအောင်ကြိုးစားပြီးတော့ထိမ့်ပေါ်လို့ဒီလိုပဲပြောလိုက်တယ်ပေါ့တပည့်တော်စာဝတ်နေရေးအတွက်တပည့်တော်ရဲ့ဇနီးမယားသမီးသားတွေစာဖို့အတွက်စာဝတ်နေရေးအတွက်တပည့်တော် အလုတ်လုတ်နေသည်များကာလာပတ်လုံးကတော့တပိတော့ဒီနှစ်ပါးကတော့မလုံနိုင်ဘူးဖေဟာလုံအောင်လုပ်ဖို့မလွယ်ဘူးပေါ့သူပြောတာကတခါကြီးအဲ့ဒီနှစ်ပါးကဘာလဲဘာဒီလဲလို့ဦးစင်းကမေးတော့သူကပြောတယ်မုဒဝါဒနဲ့သူရမေရာရတဲ့လေညာပြောဆိုတာနဲ့အရက်တောက်တာပေါ့ဒီရက်ကိုတောက်စားတာဒီနှစ်ပါးကတော့တပိတော့မလုံဘူးဖေဟာတဲ့လုံအောင်လုပ်လို့မလွယ်ဘူးတဲ့ တခါကြီးအလုတ်ကဘာအလုတ်မို့လို့လဲလို့ဦးစင်းကမေးတော့သူကပြောတယ်တပိတော်ကကာပွဲစာလုတ်တာဖရာကာပွဲစာဆိုတာမှုသာတုံးရတယ်ဖရာအပေါင်းသင်းတွေနဲ့အလုတ်လုတ်ရတဲ့အတွက်ကြောင့်မို့လို့တောက်ရတာကများတယ်ဖရာဒါကတော့သူကကာပွဲစာဆိုတော့သူအသိဆုံးနေမှာပေါ့ဦးစင်းတို့ကတော့ဘယ်သိမလဲအဲ့တော့ဦးစင်းရဲ့ဒီဓမ္မကို နားထောင်နေကြတဲ့အထဲမှာဒါကပွဲစမ်းများပါတယ်ဆိုလို့ရှိရင်တော့ဟုတ်မဟုတ်တော့ဒါကိုပတာကိုပဲဝေဖန်ဆန်းစစ်ပေါ့ဗျာဦးဇင်းတို့ကဒါပဲသိပြီးတော့သိမလဲအဲ့တော့ तू ကအဲ့နှစ်ပါတော့မလုံဘူးဗျာတဲ့ကပွဲစားလုံနေရလို့တဲ့စာဝတ်နေရေးအတွက်အဲ့တော့ဦးဇင်းနဲ့တိကျွန်းရင်းနေပြီးတော့နောက်ပိုင်းဦးဇင်းလည်းသူ့ကိုတရားစာအုပ်တွေပေးဖတ်ရင်းဒါဘာသာရေးနဲ့တော်တော်လေး तू ရင်းနှီးလာပုံရပါတယ်ဘာသာရေးကိုလိုက်စားလာတယ်ပေါ့တော်တော်လေးကြာတော့တော်တော်လေးကြာဆိုတာနှစ်သုံးနှစ်လောက်ကြာတော့ဒါဥစဉ်ကသူကရှောက်တယ်တပိတော့မလုံမှုဆိုတဲ့နှစ်ပါးထဲမှာတပိတော့တပါးတော့လုံသွားပြီဗျာတဲ့တပါးကတော့မလုံသေးဘူးဗျာတဲ့အဲ့ဒီကြံတဲ့တပါးကတော့လုံဖို့လည်းမလွယ်တော့ဘူးဗျာ တကိုက်ဘယ်ပါလုံသွားလို့ဘယ်ပါမလုံတာလဲသူ့ကိုအစင်းရမေးတော့တပည့်တော်သူ့တံမေးတာရကူတော့လုံအောင်တပည့်တော်စောက်ထိန်လိုက်ပြီဗျာအပေါင်းသင်းနဲ့တွေ့လေတပည့်တော်မတောက်တော့ဘူးဘလို့ပဲတိုက်တဲ့တပည့်တော်မတောက်တော့ဘူးဗျာဒါပေမဲ့တပည့်တော်မုသာဝါဒကတော့မလုံဘူးဗျာတဲ့ဒီလိုလုံနေသမျှကတော့လုံနိုင်မယ်မထင်ဘူးဗျာဒါကတော့သူ့ပြောပေါ်လीเนาะဒါဥစဉ်ကတော့ ဒါဒီအလုပ်လုပ်တဲ့သူမဟုတ်တဲ့အတွက်ကြောင့်မို့လို့မသိဘူးပေါ့ကင်ထာဦးစင်ပြောချင်တာကဒီကဗျာနဲ့ပတ်သက်ပြီးတော့ဒါစက်မိလို့ပြောတာပါရိတ်ခါအတွက်သိခါတော့အပြတ်မခံဘူးတဲ့တချို့ပုံကူများဟာရှေ့သူတော်ကောင်းတွေရှောက်တဲ့လမ်းတိုင်းရှောက်တယ်ပေါ့စာဝနေကြီးအတွက်ကိုကျင့်တရားအပြတ်မခံဘူးလို့ဒါကိုပြောတာ ငါဘတိလအပြက်မခံဘူးကိုကျင့်တိလတရားအပြက်မခံဘူးဒါကိုပြောတာရိတ်ခအတွက်သိခတော့အပြက်မခံဆက်ပြီးတော့ဒါရှင်းပြမယ်လူတလွားမှာလဲမှုသားရှာတကာဖုံပြုံးပန်းမပန်းလူလောကမှာမှုသားရှာတကာဖုံပြုံးပန်းမပန်းတဲ့လိန်ညာပြီးတော့မပြောဘူးချိုချိုတာတာနဲ့တချို့ကလိန်ညာတာတွေရှိတယ်ပေါ့ဟန်ဆောင်ပြီးတော့လဲမပြုံးဘူးပေါ့ ချူတာတဲ့ဇကားတွေနဲ့လည်းမလိမ်ဘူးဟန်ဆောင်ပြီးတော့လည်းပဲမပြုံးဘူးဒါကိုပြောတာလူတလွားမှလည်းမှုသားရှတကဖုံပြုံးပန်းမပန်းနှလုံးခါနဲ့လည်းအကောက်မကြံမကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ်ထားနဲ့သူတပားရိအပေါ်မှာဒါအကောက်မကြံဘူးပေါ့နှလုံးခါနဲ့လည်းအကောက်မကြံဖောက်ပြန်တဲ့လမ်းကိုလည်းမရှောင် ဖောက်ပြန်တဲ့လမ်းဆိုတာမမမကန်တဲ့လမ်းကိုပြောတာကိုအားပြစ်၎င်းစိတ်အားပြစ်၎င်းနှုတ်အားပြစ်၎င်းပေါ့ကိုနှုတ်စိတ်၃ပါးနဲ့ဒါဖောက်ပြန်တဲ့အလုပ်တွေမမမကန်တဲ့အလုပ်တွေကိုမကောင်းတဲ့အလုပ်တွေကိုမလုပ်ဘူးလို့ဒီလိုပြောတာနှလုံးခါနဲ့လည်းအကောက်မကြံဖောက်ပြန်တဲ့လမ်းကိုလည်းမလျှောက်ဘဝတရည်တဲ့ဘွက်မှာဘဝတ ရေတပွက်မှာရေပွက်လေးကပွက်သွားလိုက်တာတောက်လေးပဲเนาะဒါအခုပဲပွက်တယ်အခုပဲပျောက်သွားတယ်ပေါ့ရေပွက်လေးကပေါက်သွားတယ်ပေါ့ပွက်ကနေဆိုဒါပူစီပေါင်းလေးတွေပေါ်ပြီးတော့ပျောက်သွားတယ်ရေတပွက်လေးကတောက်လေးပဲဦးဇင်းတို့ဘဝဟာလည်းပဲအဲ့ဒီရေတပွက်လူပဲတဲ့ခဏလေးပါဘဝတရေတပွက်မှာလူဘဝခဏတာလေးမှာပေါ့ အလမပါလို့အနေခတ်ပင်မယ်အလမပါဆိုတာမျက်နှာလာတာပြောတာမဟုတ်ဘူးဘဝမလာတာပေါ့ဘဝတာရေတပွက်မှာတကယ်လို့များအလမပါလို့ဒါအနေခတ်ပင်မယ်ဘဝပြည့်စုံမှုမရှိရင်ဒါဘဝဟာမလာတာပဲသာဝဏီမပြည့်စုံတာရှိမယ်ဒါအစစရရပေါ့နော် မပြည့်စုံတာတွေရှိတဲ့ဘဝတည်တာမလာတဲ့ဘဝပဲဘဝမလာဘူးလို့ဒီလိုပြောတယ်ပေါ့ဘဝတရည်တဲ့ဘဝမှာအလမပါလို့အနေခတ်ပင်မဲ့နေရတာခက်ခဲတယ်ပေါ့ဘဝမပြည့်စုံတော့အလမပါလို့အနေခတ်ပင်မဲ့ခဏတာအတည်ပြတ်မှာတော့တည်မာထက်ကြောင်းတဲ့ခဏတာအတည်ပြတ်မှာတော့ဆိုတာကအတည်ဆိုတာစက်တည်မင်္ဂလာကိုပြောတာပဲအတည်ဆိုတာစက်တည်မင်္ဂလာမရှိတာကိုပြောတာပေါ့ အတိပြက်ဆိုတာကျက်တိမင်္ဂလာမရှိတာမင်္ဂလာမရှိတာအဲ့တော့ခဏလေးမင်္ဂလာမဲ့သွားမှကျက်တိမင်္ဂလာမရှိမှာကိုတော့တဲ့တေမာထက်ကြောက်ပါတယ်တဲ့ဒါဒီကပြရဲ့အစဆုံးကိုခြုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဦးစင်းတို့သူတော်ကောင်းများရဲ့ဒါလမ်းစဉ်ကျင့်စဉ်ပါပဲ စာဝတ်နေရအတွက်ကိုကျင့်တရားအပြတ်မခံဘူးသူတော်ကောင်းများဟာသူတော်ကောင်းကြီးများဟာသူတော်ဘာပေါ်မှာလိန်ညာခြင်းမကောင်းတဲ့စိတ်ထားခြင်းဒါမျိုးမရှိဘူးပေါ့နှလုံးခါနဲ့လည်းဒါအကောက်မကြံဘူးဖောက်ပြန်တဲ့လမ်းကိုလည်းမလျှောက်ဘူးကာယကံဝစီကံမနောကံအားဖြင့်မဟုတ်တာမမှန်တာကိုဒါမပြုတ်ဘူးမပြောဘူးမကြံဘူးပေါ့ ဘဝတရည်တပွက်လူဘဝခဏလေးမှာဘဝခဏလေးပဲအဲ့ဒီခဏလေးမှာ တောင်းမှခဏကလေးစက်တည်မင်္ဂလာမရှိတဲ့အဖြစ်မျိုးကိုတောင်းမှဒီမှာထက်ကြောက်တယ်ဆိုတာဟာဒါဟာသူတော်ကောင်းကြီးများရဲ့လမ်းစဉ်ကျင့်စဉ်ဖြစ်ပါတယ်ဒါကိုဒီကဗျာကနေပြီးတော့ပြောပြနေတာဖြစ်ပါတယ်အဲ့တော့တခါတလေမှာဥစဉ်တို့ကဗျာအဆဆုံးတော့မဟုတ်ပါဘူး တချို့ပုဂ္ဂိုလ်များကိုကြည့်ပြီးတော့ဩလူတချို့ရိတ်ခါအတွက်တိတ်ခါတွေအပြတ်ခံနေကြတာပဲဆိုတာကိုဒီကဗျာရဲ့အစပိုင်းလေးကိုပဲဥစဉ်တို့ဒါခဏခဏပါဇက်ကနေပြီးတော့ရွတ်ဆိုမိတယ်ပေါ့တချို့ပုဂ္ဂိုလ်တွေကောင်းတဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီးတော့လည်းပဲဩရိတ်ခါအတွက်တိတ်ခါအပြတ်မခံဆိုတာဒီလိုလူမျိုးတွေပဲဆိုပြီးတော့လည်းပဲဥစဉ်တို့ ဒါကြပြရဲ့အစပိုင်းလေးလောက်ကိုပဲရွတ်ဖက်ပြီးတော့တောက်ဥစဉ်တို့သူတို့ကိုကြည့်ပြီးတော့ဆင်ခြင်မိတယ်ဗော။အဲ့တော့ဥစဉ်တို့အလုံးစုံဓမ္မချီးကင်းသူတော်ရှင်များဥစဉ်မြဝေပေးတယ်ဒီကြပြလေးကိုဒါကြပြတပုတ်လုံးပဲဖြစ်ဖြစ်ပေါ့တပိုင်းတစပဲဖြစ်ဖြစ်ပေါ့ဒါနှုတ်တက်ရပြီးတော့ဒါလေးကိုရွတ်ဖက်တိုင်းရွတ်ဖက်တိုင်းမှာလဲပဲဒါအတိတရားတွေတတိတရားတွေဒါထရှိဖို့ လိုပါတယ်ဆိုတာကိုဒါသိဖို့အတွက်ဦးစင်းကနေပြီးတော့ဒီတမအကပြလေးကိုပြန်လဲပြီးတော့ထပ်မှန်ပြီးတော့မြှောက်ဝေပေးလိုက်တာပဲဖြစ်ပါတယ်ရေခါအတွက်တိတ်ခါတော့အပြက်မခံလူတလွားမှလည်းမှုသားရှာတက္ကဖုံပြုံးပန်းမပန်းနှလုံးခါနဲ့လည်းအကောက်မကြံဖောက်ပြန်တဲ့လမ်းကိုလည်းမလျှောက်ဘဝတရည်တပွက်မှာအလမပါလို့အနေခက်ပင်မဲ့ ခဏတာအတည်ပြတ်မှာတော့တိမာထက်ကြောင်းဆိုတဲ့ဒီလိုလူစားမျိုးတွေထဲမှာဒီလိုသူတော်ကောင်းမျိုးတွေထဲမှာဦးစင်းတို့ဓမ္မချစ်ခင်သူတော်ရှင်တို့တက်တွေပါအောင်ကျူးစားနိုင်ကြပါစေလို့ဦးစင်းကနေပြီးတော့ဆုတောင်းဆန္ဒပြုပါတယ်။ကဲအလုံးသောဓမ္မချစ်ခင်သူတော်ရှင်များကိုစိတ်နဲ့ပြအစင်သာဝရကျမ်းမှာချမ်းသာကြ၍ကောင်းကျိုးချမ်းသာကောင်းကျိုးလူရင်ဆန္ဒမှန်သမျှပြည့်ဝ ပိုင်ဆိုင်နိုင်ကြပါစေသူတော်ကောင်းတရားများကိုလည်းပဲကြင်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေ